ဦးဝဲတို့တော့ဟာမင်းသားမင်းမီးတယောက်ဖြစ်လာဖို့အတွက်အရင်ခက်ခဲပါတယ်။ဝါသနာရင်းခံတဲ့အချိန်လေးအများကြီးပေးပြီးဇွဲကြီးကြီးနဲ့စ조사နိုင်လို့မှသာအများလက်ခံတဲ့တရုတ်ဆောင်တယောက်ဖြစ်လာတာပါ။တရုတ်ဆောင်ထဲမှာလည်းကျွန်တော်တို့အတွက်တော့မတ်ဦးဝဲကနောက်မျိုးဆက်တဲ့ရဲ့ role model တယောက်ဖြစ်တယ်လို့ကျွန်တော်မြင်လို့မတ်ဦးဝဲနဲ့ collaborate လုပ်ဖြစ်တာပါ။တော်ရရင်အော်လူငယ်တွေအတွက်ဆိုဖတ်စာအုပ်တွေလို့ဖြစ်နေရပါတော့။သူကဖတ်စာအုပ်တော့လို့ဖြစ်တယ်လို့ကျွန်တော်တို့မြင်လို့သူ့ရဲ့အကြံပြုချက်တွေသူ့ရဲ့ comment တွေကျွန်တော်တို့ကိုယ်တိုင်လည်းကြားကြတယ် तू ကအဲ့တော့တော့သူ mood ကိုဘယ်လိုသွင်းလဲဆိုတော့စသဖြင့်ဒါလေးတွေကိုကျွန်တော်ဒီ show ကနေတင်ဆက်နိုင်မယ်လို့လည်းယုံကြည်ထားပါတယ်ကျွန်တော်တို့ကတကယ်တမ်းတော့အနုပညာဝါသနာပါတဲ့လူတွေအတွက်ကျွန်တော်တို့အနုပညာနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ကျွန်တော်ကြိုးစားတာပေါ့နော်အဲ့မှာကျွန်တော်တို့ idea နှစ်ခုရတယ် cine craft နဲ့ cine craft ကတော့ကျွန်တော် director တွေ film maker တွေကိုကျွန်တော်အခွင့်အရေးတွေရဖို့အတွက်လှုပ်ဆောင်နေရပါပြီးတော့မှ rising show ကတော့တရုတ်ဆောင်ဝါသနာပါတဲ့သူတွေအတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့မလုပ်ပေးနိုင်လဲအရင်ဆုံးစဉ်းစားတာပေါ့နော်ဘလို့လုပ်ပေးရင်သူတို့အတွက်အတွေ့အကြုံတွေရမလဲအဲ့ဒီအရာကိုပဲကျွန်တော်အခြေခံပြီးစဉ်းစားထားတဲ့အစီအစဉ်လေးပါအဲ့ဒီလိုမျိုးနဲ့ကျွန်တော်တို့ idea ရလာတော့ဒါကြောင့်လဲကျွန်တော် rising လို့နာမည်ပေးလိုက်တာပါ သင်ကတရုတ်ဆောင်ဝါသနာပါပြီးအရေးချင်းရှိရလူဆိုရင်အင်ဒရာကျော်စင်ကိုရင်တင်ဆက်သွားမယ် Rising Show ကအင်ဒရာအခွင့်အရေးယူဆောင်လာပါပြီအဓိကခုနကပြောသလိုပါပဲကျွန်တော်တို့ကလူငယ်မျိုးဆက်တဲ့တရုတ်ဆောင်တွေကိုကျွန်တော်တို့အခွင့်အရေးပေးနိုင်ဖို့ကိုကျွန်တော်တို့စဉ်းစားတာပေါ့နော်စဉ်းစားရင်းနဲ့မှာဒါဖြစ်ရင်တို့အားကြတဲ့လူတွေနော်တို့အတွက်အားကြတဲ့တရုတ်ဆောင်တွေပါရမယ်တကယ်တော့အမျိုးသားတရုတ်ဆောင်တွေလည်းပါမှာပါဒါပေမဲ့ကျွန်တော်တို့ကတချို့နာမည်တွေတော့ ဲအချိန်နဲ့ပေါ့နော်သူအချိန်တိုင်ရကျွန်တော်တို့ထပ်ပြီးတော့အတိပေးသွားပါမယ်အဲမဟုတ်ဝင်ကတော့အစအဆုံးပါမှာဆိုတော့ကျွန်တော်ကစကလေးကအတန်းပြောလိုက်တာပေါ့နော်အဲသို့တော့ခဏလိုက်မှာအဲအစောပိုင်းမှာပါမယ်ဒါရိုက်တာကြီးတွေကျွန်တော်တို့တကယ် guideline ချပေးနေတဲ့ဒါရိုက်တာကြီးတွေကတော့ဒီနေ့ပွဲမှာလည်းတက်ရောက်ချီးမြှင့်သွားတဲ့အတွက်အားလုံးတွေ့ပြီးသားပါနော်ဦးမျိုးမင်းတို့မှာစရဲအဲ့တော့အဲအဲ့လိုမျိုးတကယ်ပညာရှင်တွေကြီးပဲပါတဲ့နေရာမှာ တရုတ်ဆောင်ထဲမှာလည်းကျွန်တော်တို့အတွက်တော့မတ်ဥဝဲကနောက်မျိုးဆက်တရဲ့ role model တယောက်ဖြစ်တယ်လို့ကျွန်တော်မြင်လို့မတ်ဥဝဲနဲ့ collaborate လုပ်ဖြစ်တော့သူကသူ့ရဲ့တရုတ်ဆောင်ချက်တွေကအရင်ပြပြနေလေနော်ဟို character တိုင်းကိုပြပြနေဟိုအစုံမဲသူသူတရုတ်မဆောင်မှုတဲ့ character ဆိုတာမရှိဘူးထင်ပါတယ်ဒါပေမဲ့ဟိုစီးရင်သားအရင်ဇယိုက် เนาะအရန်ပညာတတ် तू အဲ့လိုမျိုးလေတကယ် different ဖြစ်တဲ့ character တွေအများကြီးကို तू ကလုပ်ပြပြီးပြီအဲ့တော့ဒါတွေကဟိုပြောရရင်ဟိုလူငယ်တွေအတွက်ဆိုဖတ်စာအုပ်တွေလို့ဖြစ်နေအောင်เนาะ तू ကဖတ်စာအုပ်တို့လို့ဖြစ်တယ်လို့ကျွန်တော်တို့မြင်လို့သူ့ရဲ့အကြံပြုချက်တွေသူ့ရဲ့ comment တွေကိုကျွန်တော်တို့ကိုယ်တိုင်လည်းကြားကြတယ် तू ကအဲ့တော့တော့သူ mood ကိုဘယ်လိုသွင်းလဲတော့စသဖြင့်ဒါလေးတွေကိုကျွန်တော်ဒီ show ကနေတင်ဆက်နိုင်မယ်လို့လည်းယုံကြည်ထားပါတယ်ဟုတ်ကဲ့ဒါမဟုတ်ဝင်နေအခုစတူရဲ့ချိန်မှာမဟုတ်ဝင်ရောဒီ rising show ကို blog တိစိတ်ဝင်စားတယ် အဲသူကလည်းလူငယ်တွေကိုဘာလုပ်ပေးနိုင်မလဲနဲ့သူကစောက်ပြီးကျွန်တော်တို့ကိုစကားပြောတာအဲ့တော့ဘာလုပ်ပေးနိုင်လဲဟိုပြိုင်ပွဲလုပ်တယ်ပြီးတော့စုပေးလိုက်တယ်ပြီးွားရောလာပေါ့အဲ့ဒါမျိုးနဲ့ကျွန်တော်စစကားပြောပြလာအဲ့တော့ကျွန်တော်တို့ကမဟုတ်ဘူးကျွန်တော်တို့ဓာတ်ဓာတ်ဓာတ်ပွဲထဲမှာကွာဓာတ်လုပ်ပေးမယ်ဆိုတော့အရာတွေပြောတော့မှသူလည်းစိတ်ဝင်စားပြီးတော့ကျွန်တော်တို့လက်တွဲလုပ်ပြတော့ကျွန်တော်တို့ကဟိုတကယ်တမ်းစုကြည့်ပေးမှရည်လည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်တော့မှ highlight မလုပ်ဘူးဆိုတာတကယ်တော့စုကြည့်ရကျွန်တော်တို့လည်းနည်းနည်းလေးပေးမှမဟုတ်စုကြည့်လည်းအများကြီးပေးမှာ ပြီးတော့မှဆက်ပြီးတော့လည်းအမှုပညာကိုသူတို့ဘဝရည်တည်ချက်အဖြစ်နဲ့လှုပ်သွားနိုင်တဲ့အထိလည်းကျွန်တော်လမ်းကြောင်းတစ်ခုပေါ်ပြီးရောက်အောင်လုပ်ရသေးပါမယ်။သို့တော့အဲ့ဓာရီထက်ကျွန်တော်တို့ကအဲ့ဒါကြောင့်အမှုပညာတကယ်ယူသွတ်တဲ့လူကိုပဲလိုချင်တယ်လို့ကျွန်တော်တို့ကဘာလို့ပြောလဲဆိုတော့နှုတ်မရင်ပေါ်ပင်မဲဆိုရင်တော့ဒီအာတော်ဘီလို့ဟိုလေနောက်ဆုံးပြန်ပါပေါ့တကယ်ပေါ်ပင်မဟုတ်တကယ်ယူသွတ်ရင်တော့တကယ်လိုက်လုပ်တဲ့အဆအဆုံးဖြစ်သွားရင်သူတို့တို့ကဒါဒါကလေ ျွန်တော်တို့ဟိုဘယ်လိုပြောမလဲနှစ်အပိုင်းခြားအများကြီးရင်းပြီးရမယ်အတွေ့အကြုံတွေကိုဒီ3 3လလောက်အတွင်းမှာအကုန်ရသွားမယ်အစီအစဉ်လို့ပြောကြလို့ပါတယ်